အရှိန်ဟုံမပြတ်ပြန်ဝဲနိုင်မဲ့လန်ဒန်လေးုံတွေစူပါစီဗုဒ္ဓဘူးညအင်္ဂလန်ပရီးမီးယားလိပွဲစဉ်30ပွဲချိုသုံးသက်ချက်ဘုံမောင်းနဲ့အစ်ဆွေညတနာ25ဘုံမောင်းဟာပရီးမီးယားလိမှာနောက်ဆုံး၄ပွဲဆက်နိုင်ပွဲပြောက်ခဲ့ပေမဲ့ဂိုးသွင်းခြေတော့မပြတ်ပါဘူးဒါပေမဲ့ဘုံမောင်းခန်စစ်ကတော့နောက်ဆုံးပရီးမီးယားလိ6ပွဲဆက်ဂိုးပေးခဲ့ရပါတယ်တန်းစင်းစုံတဲ့ကအစ်ဆွေကလည်းရှုံးပွဲသာဆက်နေပေမဲ့ အမြဲလိုလိုဂိုးပြန်သွင်းနိုင်ခဲ့တဲ့သူတို့ရဲ့တိုက်စစ်ကတော့မဆိုးပါဘူးအဲဒါကြောင့်လဲအစ်ဆွေရဲ့နောက်ဆုံးပရီးမီးယားလိခုနှစ်ပွဲမှာ6ပွဲကအပြန်အလှန်သွင်းကိုရှိခဲ့တာပါဂိုးပေါင်းစည်း3လုံး30အရှုံးနဲ့ဘုံမောက်ရက်မှာဂိုးမိုးရွာရွာနှုံး80ရှိပါတယ် Brighton နဲ့ Villa ညတနေ့15 FA Black ကနေထွက်ခဲ့ရတဲ့ Brighton မှာဒဏ်ရာပြဿနာကပွဲထွက်17ရောက်နှီးပါရှိပါတယ်ဒါပြင်ဇင်ယော်ရီဟာ ဖီလာနဲ့ပရီးမီယာလိအင်ကွင်းတွဲဆုံမှုနောက်ဆုံး၅ပွဲမှာလဲတပွဲသာ နိုင်ခဲ့တာပါ။အာဖေမှာစီမီတက်သွားတဲ့ဗီလာကတော့ပြိုင်ပွဲဆုံ၅ပွဲဆက်အနိုင်နဲ့အရှိန်ရနိုင်ပါတယ်။ဒါပြင်အမ်ရီရဲ့အသင်းဟာဘရိုက်တန်နဲ့နောက်ဆုံးတွဲဆုံမှု၈ပွဲမှာလဲတပွဲသာရှုံးခဲ့တာပါ။ Brighton level 80ဆိုပေမဲ့ Villa သားတွေနောက်ကိုဆက်လိုက်ရမယ့်အချိန်ပေါ့ Man City နဲ့ Leicester ည7:15 ချန်ပီယံလိဝင်ခွင့်အတွက်ပရီးမီးယားလိမှာနိုင်ပွဲပြန်ရဖို့ကမန်စီးတီးအတွက်အတော်လေးအရေးကြီးနေပါတယ်။ဒါပေမဲ့ဟာလန်မပေါ်နိုင်တဲ့စီးတီးတိုက်စစ်ကအရင်ကြီးမျောလင်းလို့မရပါဘူး။လက်စတာကတော့ပြိုင်ပွဲစုံ၈ပွဲဆက်အရှုံးမဖြစ်လာဖို့ကြိုးစားလာမှာပါ။ဒါပေမဲ့မြေခွေးတွေဟာနောက်ဆုံးပရီးမီးယားလိ၉ပွဲမှာ၈ပွဲတောင်ဂိုးမသွင်းနိုင်ခဲ့ဘူး။ဂိုးပေါင်းစင်း390အရှုံးနဲ့အမ်ဘရိတ်ဟာဂိုးတန်ကင်းမဲ့စုံမှာနယူကာဆယ်နဲ့ဘရန်ဖို့ညတနာ25ကာရာဘောင်းမှာချန်ပီယံဖြစ်ခဲ့လို့ ကာဆယ်ရဲ့စိတ်သက်ပိုင်းဟာအမြင့်ဆုံးမှရှိနေမှာပါဒါပေမဲ့နောက်ပိုင်းအင်ကွင်းပွဲတွေမှာတော့ငှက်ကြားတွေဟာပေးကိုစိတ်နေပါတယ်ပြားတွေကတော့လက်ရှိအချိန်ပရီးမီးယားလိမ်းမှာအင်ကွင်းတက်အဝေးကွင်းပိုကောင်းနေပြီးအဝေးကွင်း၅ပွဲဆက်နိုင်ထားတာပါကာဆယ်နဲ့ဘရန်ဖို့တို့ရဲ့နောက်ဆုံးတွေ့ဆုံမှု၆ပွဲမှာတော့၅ပွဲကနှစ်ဖက်သွင်းကို၃ဂိုးနဲ့ထက်ရှီထားပါတယ်ဂိုးပေါင်းစင်း၃လုံး40အရှုံးနဲ့စင်ဂျိဘတ်စ်မှာတွင်းကိုရနဲ့တင်းပြက်နေတာပါဆောက်တန်တန်နဲ့ဖဲလစ် ညတနားရီ15အနည်းနဲ့အမြန်တန်းစင်းသေးကြမဲ့ဇရာအောက်ခြေကစောက်တန်တန်းဟာအခုအချိန်ထိရှုံးလို့ကောင်းနေစေပါဒါအပြင် စိတ်တွေဟာအခုရသည့်ပရီးမီးယားလိကအင်ဝင်14ပွဲမှာ12ပွဲတော်ရှုံးထားပါတယ်ဗဲလစ်ကတော့ FA မှာဆင်းပြီးတက်သွားတဲ့အပြင် နောက်ဆုံးပရီးမီးယားလိအဝေးကွေး9ပွဲမှာလည်း6ပွဲနိုင်ထားတာပါဒါအပြင်2025ရက်ကပရီးမီးယားလိမှာလန်ဒန်လင်းယုံတွေထက်အမှတ်ပိုယူနိုင်တာဆိုလို့လီဗာပူးနဲ့အာဆင်နယ်တို့နှစ်သင်းပဲရှိပါတယ် တလုံးတစ်ဆက်အနိုင်အကျော်ပေးရတဲ့လင်းယုံတွေဆက်လက်ပြန်ဝဲနိုင်အောင်မှာပါလီဗာပူးနဲ့အေဗာတန်ညက်တနာ ਈ ခွဲချန်ပီယံလိဂ်ကနေထွက်ခဲရသလိုကာရာဘောင်းမှာလည်းဒုတိယနဲ့ပဲဂျင်းနဲ့ခဲရလို့လီဗာပူးဟာဆန်နမတ်ဖြစ်ထားတဲ့ပရီးမီးယားလိမှာအတိုးချလာဖို့ရှိပါတယ်အာနစ်လော့ရဲ့အသင်းဟာနှစ်ပတ်တိုင်တိုင်အနိုင်ရထားသလိုအရင်ကထက်လက်လူပြန်ဆုံလာပါပြီဒေါ်ဂျော့ပြန်မိုရက်စ်လက်ထက်မာမာကြော့ကြော့ဖြစ်လာတဲ့အေဗာတန်ကတော့ နောက်ဆုံး Premier League 10ပွဲမှာတပွဲသာရှုံးခဲ့တာပါ။ဒါပေမဲ့ Toffee တွေဟာ Airfree မှာအစဉ်လာဆိုးရှိခဲ့ပြီးအဲ့ဒီကနောက်ဆုံး Premier League 6ပွဲမှာလည်း9ပွဲရှုံးထားပါတယ်။ Liverpool တလုံး60အရှုံးအကျော်ပေးထားသလို Airfree မှာဂျိုးတန်နီတွေအမြင့်ပြန်နိုင်ပါပါ။